မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာပါပါကျွန်တော်မြန်မာနိုင်ငံမှာဒီနေ့အင်အားပြင်းငလျင်တစ်ခုလုတ်ခတ်သွားတယ်ပေါ့ဗျာနော်မန္တလေးမြို့ကိုပို့ဟိုပြုတ်ပြီးတော့လုတ်ခတ်သွားတယ်မြန်မာတိုင်းငလုံးဒီဘက်ခံရတာပါကျွန်တော်တို့ဒီစကိုင်းမြို့မန္တလေးပြီးတော့ပသိမ်အစားသဖြင့်ပေါ့ အာတနိုင်ငံလုံးနှိပါပါပဲနော်မော်လမြိုင်မြန်မာတနိုင်ငံလုံးနှိပါလွတ်ခတ်သွားတယ်လွတ်ခတ်သွားတဲ့အတွက်ကြောင့်မလို့အကျွန်တော်အဖြစ်ကဘာလို့ဖြစ်နေလဲဆိုတဲ့အခါကျတော့အဆင်မပြေပါဘူးဆိုမှပဲနောက်ထပ်ဘူးလေးရဖယုံစင့်နူရဝဲဆွဲလေးရတကူထောင်းဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘေးရန်ကြီးအခက်ခဲကိုအတူတကွအားလုံးကြော်ဖြတ်မှရမယ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူရောအစိုးရရောခင်ဗျားတို့စေတူရတဲ့ပုံတွေအနေနဲ့ကလည်းအခုချိန်မှာနိုင်ငံရေးအမျက်ထုံးမှုတွေမလုပ်ဘဲနဲ့ မြန်မာနိုင်ငံကိုအခုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဘယ်လိုဝိုင်းဝန်းကယ်ဆယ်ရမလဲဆိုတာစဉ်းစားရမယ်။ဘာကြောင့်လဲဆိုတော့အခုဒုက္ခသွားတဲ့ငလျင်ဟာအင်အားအရန်ပြင်းတယ်။အင်အားပြင်းတဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲနောက်ဆက်တွဲဖြစ်ရတဲ့အများကြီးလာအောင်မှဖြစ်တယ်။နောက်ဆက်တွဲဖြစ်ရဆိုတာရေကြီးရေရှမ်းမှုတွေဖြစ်လာနိုင်တယ်။အနောက်ထပ်အခုလုတ်ခတ်သွားတဲ့အတွက်ကြောင့်မို့လို့ဆောင်းတဲ့တိုက်တွေဆောင်းသွားတယ်၊ပြိုတဲ့တိုက်တွေပြိုသွားတယ်။အဲသို့ပါသောလည်းနောက်ထပ်ထပ်ပြီးတော့အပ်သွားတဲ့တိုက်တွေကနောက်ပိုင်းဆက်ပြိုလာနိုင်တာရှိသေးတယ်။အဲဒါကနံပါတ်1ချက်ပြီးတော့လမ်းပန်းဆက်သွေးရည် ပျက်စီးတာတွေကလည်းရှိသေးတယ်เนาะအဲ့တော့နောက်ထပ်ဒီဘယ်လိုခေါ်မလဲ power ပေါ့ကျွန်တော်တို့ less dsa တို့ less me တို့နောက်ထပ်ဒီဆက်သွယ်ရေးတွေလည်းပျက်စီးနိုင်တယ်အဲ့ဒီတော့ကြောင့်မလို့အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ဖြည့်ရှင်းမှရမယ့်ကိစ္စမျိုးဖြစ်တဲ့အစိုးရတယောက်တည်းလဲအစိုးရတစ်ခွဲတည်းလဲဒါဆောင်ရွက်နိုင်မှာမဟုတ်ဘူးဒီနောက်ထပ်ရာဟီတာအသင်းတွေနိုင်ငံတကာ NGO တွေเนาะ စသဖြင့်အားလုံးဝင်ရောက်ပြီးတော့ပူပေါင်းဆောင်ရွက်မှတ်တာလည်းဒီအခက်အခဲတွေကပြေလည်နိုင်မှာဖြစ်တယ်အခုမန္တလေးမြို့ထဲမှာလည်းပဲပြိုတဲ့တိုက်တွေတော်တော်များများပြိုတယ်စောင်းတဲ့တိုက်တွေစောင်းကုန်တယ်ပိတ်မိနေသူတွေပိတ်မိနေတယ်တက်တိုင်တွေလဲတယ်နော်အထိကိုက်နာကျင်မှုတွေကဆက်လက်ပြီးတော့ရှာဖွေရအောင်မဲ့အစီအစဉ်တွေရှိတယ်နော်အဲ့တော့အဒီချင်းရနဲ့ပတ်သက်လာလို့ရှိရင်တော့အခုဒီခက်ခဲကိုအစိုးရတိအစိုးရတဖွဲ့တည်းနဲ့ကြော်ဖြတ်နိုင်မှာမဟုတ်ဘူးမြန်မာနိုင်ငံကဒီလောက်ထိ စစ်ဘေးစစ်တမ်းအနေနဲ့เนาะဒီလက်နက်ကင်စေသွေးကြအချမ်းဖက်တပုံထားမှုတွေနဲ့ဒုက္ခရောက်နေတဲ့နိုင်ငံမှာဖြစ်တာဆိုတဲ့အတွက်ကြောင့်မလို့အတော်တော်လေးကိုဟိုဂရုစိုက်မှာရမယ့်အခြေအနေမျိုးဖြစ်တယ်တော်တော်လေးကိုเนาะဟိုစီစီလုံးလုံးနဲ့ယုံထားမှာရမယ့်အခြေအနေမျိုးဖြစ်တယ်မန္တလေးလေစိတ်ဆိုလို့ရှိရင်တတော်ကိုပျက်စီးသွားပြီเนาะမန္တလေးဒီလေစိတ်နေရင်ငွေးတော်မှာပျက်စီးတယ်เนาะအမြန်လန်းနေတချို့ဆိုလို့ရှိရင်လည်းပျက်စီးကုန်တယ်အဲ့တော့ဒီတဲ့ပုံပြီးဆိုတာကတော့အခု အဲအသိပေးချင်တာကတော့လေဟိုတိုက်အိမ်နေတိုက်အိမ်နေပေါ့ဒီမှာနေတဲ့သူတွေအားလုံးသတိထားပါနော်မိမိတိုက်အိမ်ကကြာရှည်ပြီကြာရှည်ကြာရှည်ဟိုဟောင်းနေပြီလားထို့သဖြင့်နောက်ထပ်ပေါ့နော်ဟိုခက်ခဲတွေဒီပေါ့နော်ဘလိုခေါ်မလဲဆိုတော့မာကျော်မှုခိုင်ခမ်းမှုကိုစမ်းစစ်ပါနော်အဲ့လိုမှစမ်းစစ်ပြီးတော့မှဆက်နေပါဘာကြောင့်လဲဆိုလို့ရှိရင်ဆက်လက်ပြီးတော့ဒီဒီပေါ့နော် အာဒီ earthquake ဆိုတဲ့ဒီငြိမ်ငြိမ်လုံးမှုอ่ะဆိုလို့ရှိရင်နောက်တကြောအထလာကောင်းလဲလာနိုင်တယ်ပြောလို့မရဘူးဖြစ်ခဲ့ပါတယ်เนาะဖြစ်ခဲ့ဆိုမဲ့လည်းဖြစ်ခဲ့ပြီဒါမျိုးတွေကျွန်တော်တို့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းပေါ့เนาะ15နှစ်လောက်ခတဲ့က15နှစ်လောက်ခတဲ့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံဟာငလျင်ကြောပေါ်မှာရှိရဆိုတော့ကျွန်တော်တို့အတိသိထားပြီးသားဖြစ်တယ်ဖြစ်လာနိုင်တယ်ဆိုတော့လည်းသိထားပြီးသားဖြစ်တယ်เนาะအဲ့တော့ကြောင့်မို့လို့အခုအခုကျွန်တော်နိုင်ငံဖြစ်နေတဲ့ဒီငလျင်ဘေးကနေပြီးတော့ရုံထွက်ဖို့ဆိုတာ အစိုးရရောပြည်သူရောခင်ဗျားတို့လက်နက်ကင်သဘုံတွေရောပဲအခုချိန်မှာဘသူဘသူမှအမျက်မထုတ်ပဲနဲ့နော်ဟိုပြည်သူလူထုအကျိုးစီးပွားအလုံးကပူပေါင်းဆောင်ရွက်စေခြင်းနဲ့ခတခဏအားလုံးအပြည့်ရက်စဲစေခြင်းနဲ့ခင်ဗျားတို့အဲ့ဒီစေသေးကြဒီအားလုံးပေါ့ခင်ဗျားတို့သဘုံတွေရော PDF တွေရော NUG ရောတက်မတော်အားလုံးအပြည့်ရက်ဖို့ရန်ကိုအရေးကြီးတယ်နော်ရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုအကျိုးစီးပွားလုံးကဘသူကပြည်သူမျက်နှာကိုကြည့်လဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ရပါမယ်ခင်ဗျာเนาะကဲဟုတ်ပါပြီအဓိကအနေနဲ့ကျွန်တော်ပြောချင်တာကတော့ငလျင်လောက်ခတ်သွားပြီငလျင်လောက်ခတ်သွားတဲ့အကြောင်းမို့လို့ဒုတိယငလျင်ပေါ့เนาะဆိုတာပုံစံမျိုးတွေလည်းဖြစ်လာတတ်တယ်ဖြစ်ခဲပါတယ်ဖြစ်လာတတ်တယ်ဒါကနံပါတ်၁ချက်ပေါ့เนาะအဲနံပါတ်၂ချက်အနေနဲ့ကတော့အာငလျင်လောက်ခတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ရေကြီးရေရှမ်းမှုတွေလည်းဖြစ်လာတတ်တယ်เนาะဟိုဆူနာမီတွေဘာတွေအထိဖြစ်လာတတ်တယ်အဲချက်3ထားရမှာဖြစ်တယ်အဲနောက်ထပ်ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအားလုံးပူပေါင်းပြီးဆောင်ရွက်ရမှာပေါ့နော်။ဟိုအစိုးရတစ်ဖွဲ့တည်းတော့နိုင်မှာမဟုတ်ဘူး။ကယ်ရေးဒါကယ်ဆယ်ရေးလုပ်ငန်းတွေဒါနောက်ကျမယ်ဟေးဆိုလို့ရှိရင်နောက်ထပ်နိုင်ငံရေးမတည်မငြိမ်မှုဆိုတော့နော်နိုင်ငံရေးမကြေမချမ်းမှုတွေအထိဖြစ်လာနိုင်တယ်နော်။အနံပါတ်၃ချက်အနေနဲ့ကတော့ကျွန်တော်တို့ပိတ်မိနေတဲ့သူတွေအများကြီးရှိနိုင်တယ်။နော်။အဲ့ဒါကတော့နံပါတ်အဲ့တော့တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့တိုက်တွေအားလုံးရဲ့ခံနိုင်ရည်တွေကိုစမ်းစစ်ပါတိုက်တွေကအခု လောက်ခတ်သွားမြန်မာနိုင်ငံတိုက်တော်တော်များများပါနော်တော်တော်များများအရေးသွေး quality မှာမေးခွန်းထုတ်စရာတွေရှိရတဲ့အတွက်ကြောင့်မလို့တချို့တိုက်တွေကမေးခွန်းထုတ်စရာရှိတယ်အဲ့အရာတွေကလည်းဆက်လက်ပြီးတော့ရိန်းတာတွေရိုင်းတာတွေနော်အန္တရာယ်ရှိတာတွေအထိဖြစ်လာနိုင်တယ်ပေါ့ဗျာနော်အဲ့အရာလေးအဓိကကျွန်တော်ဒီနေ့ပြောချင်ခြင်းဖြစ်တယ်ဂျေဆုအများကြီးတင်ပါတယ်ခင်ဗျာအားလုံးကျွန်တော် fighting မှာနော်အားလုံးပူးပေါင်းဆောင်ရွက်ကြပါနော်ကျွန်တော်တို့လည်းနိုင်တဲ့ဘက်ကနေပြီးတော့အပြည့်အဝပူးပေါင်းဆောင်ရွက်ပါမယ်ဂျေဆုအများကြီးတင်ပါတယ်ခင်ဗျာ